ဟုတ်တယ်ပြင်ချင်တယ်ဆိုတော့ခိုက်တက်လေးဖြစ်သွားတာပေါ့အဲ့သူတို့ကအရန်ညစ်ပတ်ပြီးတော့အဲ့လိုသူတို့ကမေးတယ်မီဒီယမာတဲ့မာကြောက်တက်လေတဲ့အဲ့ဒါကြောက်တက်တယ်လို့ပြောလိုက်တာအဲ့ဒီမှာအဲ့ဒါယူထည့်လိုက်တယ်အဲ့ဒါထည့်လိုက်တဲ့အတွက်ကြောင့်မလို့နှစ်ရလေးနှင်းဘဝမှာအကြောက်ဆုံးကဘာမှမဟုတ်ဘူးအမြင့်ရအကောင်ရတရေရအဲ့သုံးခုလူလည်းမကြောက်ဘူးဘာမှမကြောက်ဘူးစင်မတတင်ပေးလိုက်လည်းမကြောက်ဘူးအခုမှဟိုကင်မရာကြီးထောင်ပြီးတော့နှစ်ကနေပြောချင်တာပြောဆိုလဲနှစ်ကမကြောက်ဘူးဒါပေမဲ့နှင်းအကြောက်ဆုံးအဲ့အကောင်ရအမြင့်ရတရေရအဲ့နေကအကောင်ထည့်ပေးလိုက်တာအကောင်ဆိုတာလေတီကောင်အကောင်တထောင်လောက်ကိုထွေး ရစ်ပြီးတော့ထည့်ပေးလိုက်တဲ့ချိန်မှာနှစ်ဘဝစုပြတ်တော့ပါတစ်ခေတာပေါ့အဲ့နေရာလေးဟာတော်ပြီလို့ငါဒီလုံးလဲဆက်မလုတော့ဘူးလို့ငါပြန်တော့မယ်လို့ငါဘလို့မှဟိုဆက်ပြီးတော့လဲမဆောင်နိုင်တော့ဘူးဆိုပြီးတော့အဲ့နေရာတော်တော်အနှစ်တယောက်တည်းပေါ့မခေရောပဲမခေလဲအဲ့နေရာမရှိနိုင်မပြုံးနိုင်ဖြစ်နေတာ ိုင်မယ်ဆိုတင့်တယ်တာလိုင်းလေးစိမ်ပဲပေါ့နော်ဒီပါလေအရင်ဖြစ်ကိုပြနေတာတဲ့ကလေးတွေကစိတ်တယ်ရရသွားလိမ့်မယ်အဲဒီပန်းမြိုင်လဲမှာဥယျာဉ်မှုရွေးချယ်ဇာတ်ကားကြီးထဲမှာနင်ကမိုးကြိုးရဲ့ဇနီးလှရင်နေရနေပြီးတော့ပါဝင်ပြီးတောက်ဆောင်ထားပါတယ်ရှင်။အင်းညံစိုးတာပဲ။နားတွေကညီးနေရပဲလှရည်လာလို့ရှင်။ ရန်စွာထားပါလားပေါ့နော်ကိုကိုကိုအလောက်စွာစွာခဲ့မန်းတော်မှာမသိခဲ့ဘူးအဲအခုပြန်ကြည့်ရတဲ့ခါမှာလည်းရန်ကိုပီတိဖြစ်ရပါတယ်ဟုတ်အရန်ပြပြရပါတယ်အချောင်းကလည်းပေါ့နော်နှစ်ခဏဆရာကြီးကိုယ်တိုင်လည်းစာထုတ်ခဲ့ပါတယ်အဲပြီးတော့ဖြည့်ရှင်းချက်တွေလည်းအများကြီးရှိခဲ့ပါတယ်အခုဘက်နဲ့လည်းမှဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးကအခုနင်းလို့ရိုက်ထားတဲ့ကားကဆရာလေရင်းသားစောချစ်ရဲ့တကယ်ဖြစ်ရမှန်အဲဝိတ္ထုကိုရိုက်ထားတာပေါ့နော် အရှိမရိုက်ခဲ့တယ်ဦးကျော်ဟင်းတို့ရိုက်ခဲ့တဲ့ကားကြတော့ဇလန်းနမည်ဝယ်ပြန်ယူပြီးတော့ဇက်ကလုံးဝချိန်ပြီးတော့ရိုက်ထားတဲ့ကားလေးပါလို့အခုဒီဇက်ကားမှသာလျှင်ဆရာကြီးရဲ့အထုပ်ပတ်တီတကယ်ဖြစ်ရမှောင်ရိုက်ထားတာဖြစ်ပါတယ်လို့ဟုတ် အဲပြောရမယ်ဆိုလို့ရှိရင်တော့နင့်အတွက်ကိုအရန်ကိုဒီကားကပရက်ရှာများခဲ့တယ်ပေါ့နော်အရန်ပေါက်ထားပြီးသားဆက်ဇက်တွေအားလုံးတော်တော်များများကိုပြိတက်တွေဖတ်ဖူးကြရတယ်ဆိုပေမဲ့အခုဒီဆရာကြီးလေနန္ဒဆော့ချေရဲ့ဒီဇက်ကကြတော့လေပြိတက်တော်တော်များများရင်ထဲကိုရောက်ထားပြီးသားအဲ့တော့လေနင့်တို့မှလေပုံဖော်ရတဲ့အခါမှာပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်ပြိတက်တွေရင်ထဲကိုရောက်ထားပြီးသားဇက်တစ်ခုကိုအဲသူတို့ကကြတော့စိတ်ကူးနဲ့မှန်းရတာနင့်တို့ကဝိထုဖတ်တယ်စာဖတ်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကူးထဲမှာဒီကာရိုက်တာကိုစိတ်တလို့ပုံဖော်ခွင့်ရှိတယ်စိတ်တလို့ပုံမြူခွင့်ရှိတယ်ဒီရုပ် ရေဒီအတွင်အတန်တန်ကိုကြိုက်လို့ပုံပေါ်ခွင့်ရှိတယ်ဒါပေမဲ့ညနှုတ်ကပြုံးဆောင်လောက်ရတဲ့အခါမှာဘောင်နေရှိတယ်အကန့်နေရှိတယ်ပေါ့နော်အဲ့ဒီဘောင်နေကန့်နေကိုညနှုတ်ကကြော်လို့မပြီးတော့လုံးလို့မရအောင်အဲ့ခါကျတော့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီဇက်ကားကြီးကအနည်းဆက်ဆုံးကိုတူခဲ့ပါတယ်ဒီထဲမှာပါဝင်ထားတဲ့ပြုံးဆောင်တွေတူဦးတယောက်ချင်းစီတိုင်းကလည်းအကောင်းဆုံးစူးစမ်းပြီးတော့ ရိုက်ကူးထားကြတယ်ဆိုတာကပြည်သက်တွေကြီးတဲ့ခါကျလို့ရှင်မြင်ပါလိမ့်မယ်လို့တွေးဆကြရတယ်ဟမ်ဇက်ကဟိုဆက်ပဲဖက်လိုက်တော့မှမကြည့်တော့ဘူးဆိုပြီးတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဇက်ကတကယ်ဖက်ထားတာနဲ့ မီတူပေါ့နော်တကယ်ခန်းစားချက်အစ်စ်အမှန်ကိုပေးတယ်ဆက်ဖြစ်ပါတယ်လို့ဟုတ်သေးကြတာတော့ဒီဇက်ကားလေးကြည့်ပြီးတဲ့အခါမှာငါတို့ဒီအဲစူးစားပိုင်ခွင့်ရှိတယ်ငါတို့ဒီစူးစားရင်စူးစားသလောက်ကိုအမြင့်ကိုတလန်းနိုင်ခွင့်ရှိတယ်ဆိုတော့တလေးကိုတော့အပြေးဝပေးမှာပါအဲကြောင်းတက်တယ်ဆိုတာအပြော်ပဲမိုးလင်းရင်သွားမယ်မိုးချော်ရင်ပြတ်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီဇက်ကားလေးကြည့်ပြီးတဲ့အခါမှာငါတို့ဘာကြောင့်စတင်နေရတာလဲငါတို့ဘာကြောင့်စူးစားနေရတာလဲငါတို့ဒီငါတို့စူးစားသလောက်နေရာတစ်ခုရောက်မှာပါဆိုတော့တအားအပြေးပေးမှာဖြစ်ပါတယ်ပြကြလို့ရှိရင်ကြောင်းတက်ရတာကအပြေး ျော်မဟုတ်ဘဲနဲ့ငါတို့ဒီငါတို့ကြောင်းတက်ရတာနဲ့ညီတဲ့အဲတန်းတူညီတဲ့ဟိုတက်တက်လမ်းမှုတွေငါတို့အတွက်ကိုအခွင့်အရေးတွေအများကြီးရှိလာမယ်ဆိုတော့လေ ကြည့်ပြီးလို့ရှင်အားလုံးကသိကြလိမ့်မယ်လို့ပြောလက်ပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်အဲနင်းကလေနည်းနည်းတော့တိုင်ပက်တယ်ဘာဖြစ်လို့လဲဆိုတော့လေတစ်ဖက်မှာဒီပန်းမြိုင်လေးမှာဥယျာဉ်မှုလို့ရှင်စကားကြီးထဲမှာကြတော့နင်းကလေလုံးဝအညာသူမအတီအတန့်စွာစွာဒေးဒေးငုံငိုယိုယိုလောက်ခဲ့ရပါမယ်လေတစ်ဖက်မှာပြနေဆယ်လီဆိုင်ပြွေးမှာအရန်ဖြွေထားဆိုတော့လေနင်းမလေပရိုမိုးလုပ်ရတာအရန်ခန့်တယ်တစ်ဖက်ကဒီကာရိုက်တာအတွက်ကိုတည်ကြည်မှုတွေပဲပြရမလားတစ်ဖက်ကဆယ်လီဆိုင်ပြွေးအတွက်ကိုဟာသားတွေပဲနင်းမပြရမလားနင်းအဲ့ဒါတော့နည်းနည်းတော့တိုင်ပက်နေရဲ့

ဟုတ်တယ်ပြင်ကျင်တယ်ဆိုတော့ခိုက်တယ်လေးဖြစ်သွားတာပေါ့အဲသူတို့ကအရန်ညစ်ပတ်ပြီးတော့အဲ့လိုသူတို့ကမေးတယ်မီဒီယာမှာတဲ့မာကြောက်တယ်လေတဲ့အဲ့ဒါကြောက်တတ်တယ်လို့ပြောလိုက်တာအဲ့ဒီမှာအဲ့ဒါယူထည့်လိုက်တယ်အဲ့ဒါထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့နှစ်ရလေးနှစ်ဘဝမှာအကြောက်ဆုံးကဘာမှမဟုတ်ဘူးအမြင့်ရအကောင်ရတရေရအဲ့သုံးခုအဲ့သုံးခုကအကြောက်ဆုံးပဲကျန်တော့လူလည်းမကြောက်ဘူးဘာမှမကြောက်ဘူးစင်မတတင်ပေးလိုက်လည်းမကြောက်ဘူးအခုမှဟိုကင်မရာကြီးထောင်ပြီးတော့နှစ်ကနေပြောချင်တာပြောဆိုလဲနှစ်ကမကြောက်ဘူးဒါပေမဲ့နှစ်အကြောက်ဆုံးအဲ့အကောင်ရအမြင့်ရတရေရအဲ့နေ့ကအကောင်ထည့်ပေးလိုက်တဲ့ အကောင့်ဆိုတာလေတီကောင်အကောင့်တစ်ထောင်လောက်ကိုထွေးရေပြီးတော့ထည့်ပေးလိုက်တဲ့ချိန်မှာနှင်းဘဝစုပြတ်တော့ပါတစ်ခေတာပေါ့အဲ့နေရာလေးဟာတော်ပြီလို့ငါဒီလုတ်လဲဆက်မလုတ်တော့ဘူးလို့ငါပြန်တော့မယ်လို့ငါဘလို့မှဟိုဆက်ပြီးတော့လမ်းမဆောင်နိုင်တော့ဘူးဆိုပြီးတော့အဲ့နေရာတော်တော်အနှင်းတယောက်တည်းပေါ့မခေရောပဲမခေလဲအဲ့နေရာမရှိနိုင်မပြုံးနိုင်ဖြစ်နေတာအဲနင်းရဲ့ဒင်းထဲမှာဆိုလို့ရှိရင်မခေမခင်ဝင်ပါရဲ့ဂျေးစီရဲ့ပေါ့နော်နင်းတို့တောင်ရောက်ပါပါတယ်ဖြူသင်းလေးပါလို့ အဲရှေ့မှာကြည်တော့ကြာလို့နည်းနည်း entertainment ဘက်ကိုသွားရပေါ့နော်ရှေ့ season 1မှာတော့ကြာတော့အရန်ကြီးမဟုတ်ကြပဲနဲ့တယောက်နဲ့တယောက်ဖိဖိမမကိုကိုညီညီအတိုင်းမင်းမင်းနဲ့ဆွဲကြပဲမယ်နင်းတို့ဒီ season 2ကတော့ကျုံးတော့ရှေ့ကျုံးတော့ယောက်ျားလေးစုလို့လဲမိန်းကလေးကမသိဘူးမိန်းကလေးစုလို့လဲယောက်ျားလေးကမသိဘူးကျုံးကလာမမေးတဲ့ game night game night ရာလေးတယောက်မှ short ပြီးဆော့ခဲ့တာမရှိဘူးအဲ့ဒါမှလေကိုတယောက်ပဲလေအာဘာဖြစ်ပါဦးရှုံးလဲဘာဖြစ်ပါဦးဆိုအမကမကြိုက်ဘူးရှုံးနိုင်အောင်ဆော့ပါနိုင်အောင်ဆော့ပါအဲ့လိုပဲအဲ့တော့ဟာဝင်းခတ်မိုးအဲ့ကောင်အားလေးတိုက် လေတားတိုက်တယ်ဒါပေမဲ့သူတအားလေတိုက်တော့လေတအားနှဲ့ရငငယ်လေးကလေးကလေစကေးလူပွဲတိုင်းမှာစူရခဲ့ရတိုင်းနဲ့ပြင်းနေအစ်စ်အောင်ရောက်ခဲ့တာအစင်းစင်းဖြတ်ကျော်ခဲ့အဲ့လောက်ကသနာရတယ်တရက်လေးဟိုကအောင်မန်းစည်းသွားတဲ့ရက်မှာလေသူလေတအားတိုက်လို့ဆိုပြီးတော့နှစ်ပြန်တိုက်ပေးလိုက်တာသူတောင်းမှန်ပါအာတော်ပြီကကျွန်တော်မနှင်းနဲ့မပြောချင်တော့ဘူးသူကျွန်တော်တအားပလိန်တာကျွန်တော်မပြောနိုင်တော့ရမ်းကြောက်ဝိုင်းမပလိန်တော့မှဘူးသူလေတိုက်တာအဲ့အဲ့ဒီမှာရက်သွားတာဟမ်မှတ်တရတော့လူ မိန်းကလေးအလုံးပေါင်း6ယောက်ရှိရယ်ဆိုတော့နှစ်မပါဘူးဆိုရင်9ယောက်အဲ့ဒီမှာမှာဂက်စ်2ယောက်လာတယ်ဂက်စ်2ယောက်ကအလုံးပေါင်း9ယောက်ဝိုင်းပြီးတော့နှင်းကိုဖိတာရှွန့်တော့တယ်မှာအောက်ဆုံးမှာနှင်းအပေါ်မှာ9ယောက်ရှိတယ်။အော်လုံးဝမဖယ်ဘူးနှင်းကလည်းအဲ့ဘူးလုံးဝမပေးဘူးမပေးမချင်းလဲသူတို့ကလုံးဝမဖယ်ဘူးအဲ့ချိန်မှာမျက်လုံးနှလုံးနဲ့တော့ရလွယ်ကျန်တာအကုန်ရှွန့်အပြည့်ပဲ။နမေ။ ်ဟာစိတ်ညစ်တယ်မျက်နှာမကြည့်ချင်းဟောအခုပန်းမြိုင်လဲမှာဥယျာဉ်မှုရုပ်ရှင်စကားကြီးရာဒီစင်မလာ7ရက်နေ့ကနေစပြီးမြန်မာနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်တွေမှာစတင်ပြီးတော့ပြသတော့မှာဖြစ်ပါတယ်လို့ရုပ်ရှင်ပြသတဲ့အခါမှာဆိုလို့ရှိရင်လဲအလှရီကိုရောဒီကြလို့ရှိရင်နှင်းကိုရောဒီရုပ်ရှင်ဇက်ကားကြီးထဲမှာပါဝင်ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုရောအားပေးကြပါအောင်လို့အားပေးရတယ်လဲကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်